က်ရှိကိုလုံနေတဲ့အလောက်ကကိုရဲ့ဝတ္တနာဟုတ်မဟုတ်ကိုရဲ့အကြိုက်နဲ့အဆက်မှုရှိမရှိဒီသုံးချက်နဲ့စစ်ကြည့်ပါပထမချက်ကသွေးယုံနဲ့တင်ခက်လားကိုသွေးလိုက်တဲ့အချိန်မှာအခက်အခဲဖြစ်လားဒါမှမဟုတ်သွေးလိုက်တဲ့အချိန်မှာစိတ်လှုပ်ရှားပြီးတော့ပျော်ရွှင်မှုရှိလားတကယ်လို့ကိုသွေးတဲ့အချိန်မှာနဲ့တင်ကခက်နေပြီးဖိစီးနေပြီးစိတ်ညစ်နေပြီးဆိုရင်အဲ့ဒါကိုလမ်းကြောင်းမဟုတ်တော့တကယ်လို့ကိုလမ်းကြောင်းဆိုရင်သွေးယုံနဲ့တင်ကပျော်ရွှင်မှုရှိလားတွေးယုံနဲ့တင်စိတ်လှုပ်ရှားလာတယ်လှုပ်ကျင်စိတ်ဆိုတာဖြစ်လာတယ်တွေးယုံနဲ့တင်ကလွယ်ကူမှုဆိုတာကိုကတန်းမြင်ရတယ်ဒါဆိုရင်တော့ကိုရဲ့လမ်းကြောင်းပြ ဲ့တယ်ဒုတိယအမျိုးက action လုပ်တဲ့အချိန်မှာစစ်လို့ရတယ်ကိုလှုပ်ရင်းနဲ့ပေါ့ပါမှုရှိသလားတကယ်လို့ကိုယ့်ရဲ့လမ်းကြောင်းစဉ်ဘလို့အခက်ခဲမျိုးပဲကြုံကြုံဒါပေမဲ့လှုပ်သွားရတာပေါ့ပါမှုရှိတယ်တကယ်ကိုယ့်လမ်းကြောင်းမဟုတ်ဘူးစဉ်ဘလို့ပဲလှုပ်လှုပ်ခက်ခဲနေမှာတေးကြတယ်ဥပမာ KD ဆိုရင်တီဆယ်တန်းပြီးခါစားအချိန်မှာအားနေတဲ့အချိန်အဲတုန်းကအမေက၁၆တက်တာဟုတ်အမေက၁၆တက်တော့အားနေတဲ့အချိန်အမေက၁၆တင်တာဟိုက main ကလေးဆိုတော့အိမ်မှာနေရင်နဲ့၁၆တက်ရမယ်ဆိုပြီးတော့လူကြီးတွေဟာ၁၆တော့တက်ခိုင်းစားစေခြင်းနဲ့အမေကတင်ပေးတယ်အမေတင်ပေးတော့ကိုကလည်းလိုက်ချုပ်တာဒါပေမဲ့ဟို ဒီဇိုင်းတွေဆွဲရတာခက်တယ်။ညှိုင်းရတာခက်တယ်။ချုပ်ရတာဝတနာမပေါငင်းငွေတာ။အမေတင်ပေးလိုက်ကိုဟာတိတ်ပြီးဝတနာမပေါချုပ်တော့ချုပ်သွားတာပဲ။ပိတ်စရလာရင်အကုန်လုံးချုပ်လိုက်။အကုန်လုံးကိုညှက်ဖြစ်လိုက်တာ။အဲ့လိုမျိုးဝတနာမပါတဲ့အခါမှာဖန်တီးရတာခက်နေတယ်လို့မျိုးခံစားရတယ်။အင်းကြီးတထဲတထဲပြီးဖို့အရေးရ။ကို၂ရက်၃ရက်ပေးတော့မှမပြီးနိုင်။လှလည်းမလှအောင်ထွက်လာတယ်။လူကလည်းလှုပ်ရတာစိတ်ညစ်တယ်ကြည်။အမေကပြောလွလွယ်လေးပါပဲနေပါပြလို့ဒီလောက်ထိခက်ခဲနေတာလေ။ဒါကိုခက်တဲ့လမ်းကြောင်းလွယ်တဲ့လမ်းကြောင်းကတိကရောင်းတဲ့အရာဆို တာအရန်ကြိုက်တငငယ်တွေကရောင်းဝတနာပါတယ်ဘာပဲရောင်းခိုင်းရောင်းခိုင်းဒီတိမရှက်ဘူးမိဘလည်းငငယ်တွေကပတ်စံရှိတဲ့ရွှေဆိုင်လောက်ခဲ့တယ်ကိုမိဘလည်းရွှေဆိုင်လောက်ရင်းနဲ့တခြားအရာဂီတူဘာရောင်းခိုင်းရောင်းခိုင်းလုံးဝမရှက်ဘူးရောင်းရတာဝတနာပါပြီးတော့ရောင်းရတာပတ်စံရလွယ်တယ်လို့မျိုးခံစားရအဲ့တော့ဂီတိကြီးလာတဲ့အထိရောင်းပညာကိုဂီတိအရန်ကြိုက်တယ်ဒါကိုစီမှာပါလာပြီးသားအရာပေါ့နော်ဝတနာပါတဲ့အရာလောက်ရတာလည်းမခက်ဘူးသူများနဲ့စကားပြောရတာလည်းမခက်ခဲဘူးကိုအတွက်လွယ်ကူတဲ့အရာကိုစမ်းစစ်လို့ရလောက်ရင်းနဲ့ခက်ခဲမှုရှိသလားလောက်ရင်းနဲ့ခက်ခဲမှုရှိလား လာရင်ဒါကိုယ့်ရဲ့လမ်းကြောင်းမဟုတ်လှုပ်ရင်းနဲ့လွယ်ကူတဲ့ပျော်တဲ့လှုပ်ရင်းနဲ့ပျော်ရွှင်မှုရှိတယ်ဆိုရင်ဒါကိုယ့်ရဲ့လမ်းကြောင်းတတိယအမျိုးကတင်ယူရတဲ့အချိန်မှလည်းတုံ့တက်လို့ရတကယ်လို့ကိုကြိုက်တဲ့အလုပ်ဆိုရင်တိုးတက်မှုရှိအောင်အမြဲတမ်းတင်ယူတာတကယ်လို့ကိုမကြိုက်တဲ့အလုပ်ဆိုရင်ဘလို့ပဲတင်ပေးတင်ပေးတင်ယူခြင်းစက်ဆိုတော့မရှိမတင်ယူခြင်းဘူးတိုးတက်အောင်လဲကိုကမလေ့လာနိုင်အယောင်ပညာမှလည်းအဲ့လိုပဲကတိယအယောင်ပညာကိုတင်ယူရတာအရန်ကြိုက်တယ်ဘာလို့လဲဒါကိုတက်ကြွန်ပြီးသားအရာကိုရဲ့အယောင်ပညာပြန်ပြီးတိုးတက်ဖို့တင်တန်းတွေဘလောက်ပဲတက်ရတက်ရမနှမြုံကိုမကြိုက်တဲ့အရာမှာပတ်စံတွေသွားဖြောင်းခိုင်းတာ ာတို့တည်ယူခိုင်းတာတို့အချိန်လုံးဝမပေးနိုင်အဲတော့အမေ16တင်ပေးတဲ့အချိန်မှာဂီတီပြန်စင်းစားလိုက်တာအင်ဂျီဒီဇိုင်းထုတ်နီးညှက်နီးအမေတင်ပေးတဲ့အချိန်မှာတည်ယူရတာလေအရန်ပင်ပန်းတလို့ခံစားရအခု online လောက်တဲ့အချိန်မှာလည်းအဲ့လိုပဲ video editing ကတည်းကလောက်ရတာအရန်ပြင်းတယ်ဖြစ်ရင်ဝတနာလည်းမပါအောင်မကြိုက်ထိုင်လို့လို့မနိုင်တည်ယူမှုလည်းအချိန်မပေးနိုင်ကိုမကြိုက်တဲ့လမ်းကြောင်းအဲ့မှာကိုကိုပြန်သုံးတတ်လို့ရကိုလုံနေတဲ့အလုတ်ကိုရဲ့အကြိုက်နဲ့အဆက်မှုရှိမရှိဒီသုံးချက်နဲ့ပြန်ပြီးစမ်းစစ်လို့ရအတကယ်လို့ဒီထက်ပိုပြီးလေ့လာခြင်းနဲ့တည်ခြင်းနဲ့ကိုရဲ့အကြိုက်ကဘယ်လိုပုံစံနဲ့တည် တော်တာလဲတယောက်နဲ့တယောက်လည်းမတူဘူးเนาะတချို့စိတ်မြန်တယ်တချို့စိတ်နှေးတာတချို့ကစနစ်တကျနဲ့လှုပ်တတ်တာဆိုတော့ကိုယ့်ရဲ့စိတ်အနေထားနဲ့အဆက်မှုရှိတဲ့အလုပ်ကိုဘယ်လိုရွေးချယ်ရမှာလဲဆိုတော့စိတ်အနေထားနဲ့အဆက်မှုရှိအောင်ပြီးတော့ကိုယ့်ရဲ့ဇယိုက်ကိုကဘယ်လိုလူမျိုးလဲသိနိုင်အောင်တီတီရေးထုတ်ထားတဲ့ဒီအလင်းမြင်စာအုပ်မှာလဲဝယ်ဖတ်လို့ရဒီအလင်းမြင်စာအုပ်ကလေစိတ်ပိုင်းဆိုင်ရာနဲ့စိုင်တဲ့စာအုပ်ကိုအကြောင်းသိချင်တဲ့သူတွေစီးပွားဆလုပ်ဖို့လမ်းကြောင်းရှာနေတဲ့ဒီစာအုပ်ကမဖြစ်မနေအရင်ဆုံးစဖတ်သိတဲ့စာအုပ်လို့ကီတီပြောစင်းတယ်အခုချိန်မှာတကြံအတွင်းကီတီပရိုမိုးရှင်းပေးထားရတယ်ပုံမှန်စင်းတသိ ိန်းခွဲကြတယ်ဒီဗီဒီယိုကနေလာတဲ့သူက9000ခွဲနဲ့ဂီတီတို့ပေးထားမယ်ကျေးဇူးတင်ပါတယ်